မဲမင်္ဂလာပါဒီနေ့မင်းကတော့စင်ထွဲမှာကျင်းပနေတဲ့ပွဲစီရောက်နေရပဲဖြစ်ပါတယ်တကယ်တော့ဒီရဲ့ဈေးပွဲက16ရက်နေ့တော့ကစပေါ့နော်မင်းကဒီနေ့မှအားတဲ့အတွက်ကြောင့်မလို့ဒီနေ့မှလာလေဖြစ်တာပါဒီမှာလာရောက်နေဈေးဆိုင်နေအများစုပါပေါ့နော်အရန်နဲ့မြည်ပြီးတော့အရန်စားကောင်းတဲ့နေရာနေပြီးတော့ပေါ့နော်လာရောက်တာပါ ဘန်ကောက်ကနေပြီးတော့တကယ်နာမည်ကြီးတဲ့ပေါ့เนาะအထောင်းဆိုင်နေဒီဝတားကင်နေဝတားကြော်တွေလည်းရောင်းနေလို့တရားတဲ့အတွက်ကြောင့်မလို့မင်းနဲ့တူတူလိုက်ကြည့်ကြမယ်เนาะအရင်ဆုံးမင်းရကြတော့ဝတားအချို့၆ပေါ့เนาะအဲ့ဒါအရင်ဆုံးဝယ်ပါမယ်ဒါကစံပြုံးနဲ့စားရင်အရင်စားလို့ကောင်းပါတယ်အဲ့ဒါအရင်ဆုံးဝယ်ပါမယ်ရှင်ပြီးတော့မုံနေအရင်စုံပြီးတော့စားစရာတွေဘယ်လောက်များလဲဆိုအောင်မိတ်လိုက်ပြမယ်เนาะစားစရာတွေကတော့တကယ်အစုံပဲပေါ့နော်ဒါဒီဆိုရင်လည်းမင်းဆိုတခါမှမစားဘူးတော်တော်များများစုံစုံလင်းလို့ရှိပါတယ် ပြီးတော့မင်းဟာမင်းကိုတီစားချင်တဲ့အတွက်ကြောင့်မလို့မင်းကိုတီလေးလာဝယ်ပါတယ်။အမှန်တကယ်ကဘူးနေပေါ့နော်အများကြီးစားချင်တာတပူးမှာ၈လုံးပါတယ်အဲ့ဒါ900ဆိုတော့ဈေးလေးနည်းနည်းမြင့်တဲ့အတွက်ကြောင့်မလို့မင်းဟာဒီအချောင်းလေးနှချောင်းပဲဝယ်လိုက်တာပေါ့နော်။သူကတစ်ချောင်းမှ၄လုံးပါတယ်တစ်ချောင်းက60ပေါ့နော်။ပြီးတော့ဘာမုန်နေရှိတယ်လဲဆိုတော့မင်းလိုက်ပြပြပါမယ်။ ဒါကလည်းသူတို့ရဲ့ရိုးရအစားစားကောက်ညင်းချီတောင်ပေါ့နော်။ तू ကအရင်ထဲမှာစားလို့ကောင်းတယ်။အပေါ်မှာကြတော့အုံလို့အရတာလေးနဲ့အထဲထဲမှာကောက်ညင်းပေါ့နော်။ तू ကအရတာ၅မျိုးရှိပါတယ်။ရမ်းစားလို့ကောင်းတယ်ဒါလေးလေ။ဒီဟာပါတော့ဟုတ်တာ။ ီမှာဆိုလဲဝါခေါက်ကြော်ပြီးတော့ငါးရေခွန်ကြော်တွေမိမစားလို့မရအောင်ပေါ့နော်ဒါတွေအရင်ကြိုက်တာပဲဒါပေမဲ့ main တွားပရိသတ်တတ်ထားတဲ့အတွက်ကြောင့်မလို့အမားတွေဝါလို့မရတော့မစားခဲ့ရပါဘူးအဲ့အရာပြီးတော့ကနန်းနေပြီးတော့ခါကြတော့ဒါလေးကရေပွဲဥကြော်လေးပေါ့နော်ပြီးတော့ခါကြတော့ဒီအချင်းဆိုလဲမင်းရဲ့အကြိုက်ဆုံးပဲဒါလည်းမစားခဲ့ရအောင်ပေါ့နော်ပြီးတော့ခါကြတော့မင်းရဲ့ဒီမှာလာပြီးတော့ဂျပန်ဒိုနယ်လေးလာဝယ်ပါမယ်သူကအရာတာကချိုချိုအီအီမုံမွေလေးပေါ့နော်အရင်စားလို့ကောင်းပါတယ် အခုကတော့ကျမရှာနေတဲ့အထောင်းဆိုင်လေးကိုတွေ့ပါပဲဒီရဲ့အထောင်းဆိုင်ကအရန်နှစ်မှပဲစားလို့ကောင်းတယ်လို့ပြောကြရဲပေါ့နော်အဲ့ကြောင့်မလို့မင်းရလာဝယ်ပြီးတော့စားကြည့်တာပါမင်းရန်ကြိုက်တဲ့ဆယ်မွန်၅ထောင်းပေါ့နော်အဲ့ဒီဟောက်မှာထားပါတယ်သူကလူအရန်များတဲ့အတွက်ကြောင့်မလို့နည်းနည်းကြကြာပြီးတော့စောင်းလိုက်ရပါတယ်ပြီးတော့ခါကြတော့ဒီမှာပေါ့နော်ဘန်ကားကနေပြီးတော့တရုတ်ဆောင်မင်းသားကဝတ်သားသုံးထပ်တာကြော်လာရောင်းတယ်လို့ပြောကြရပါတော့နော်အဲ့ဒါဘယ်နှမ်းမှလဲဆိုတာကိုမင်းနဲ့တူတူတို့ကြည့်ကြမယ် ဒီမှာတော့လူတွေအများကြီးတန်းစီပြီးစောင့်နေကြတာပေါ့နော်ဒေဥဆောင်မင်းသားလာရောက်နဲ့သုံးထပ်တာကျော်ကိုစောင့်ဝင်နေကြပဲဖြစ်ပါတယ်ဒီမှာပါဒီရဲ့မင်းသားတိကျလားမသိလူတွေအများကြီးတန်းစီစောင့်အောင်မလို့မင်းရတော့မဝဲခဲ့ပဲနဲ့မင်းသားကိုပဲဗီဒီယိုရိုက်ခဲ့ပေါ့နော်တချို့အစားစားတွေကအရင်များတဲ့အတွက်ကြောင့်မလို့မင်းနာမည်တောင်ပြောမပြတတ်အောင်ပေါ့နော်အစားအစာအမယ်မျိုးစုံကိုရှိပါတယ် ဒီရဲ့ဝက်ကောင်လုံးပြန်ဆိုင်ကလည်းနာမည်ကြီးရဲ့ဆိုင်ဒီဇိုင်းတွေမှာပါတယ်ပြီးတော့ခါကြတော့တော်တော်လေးကိုစားလို့ကောင်းပါတယ်ခွာတော့စားကြတော်တော်များများကိုလိုက်ပြပြီးဆိုတော့မဲအင်ပြန်လိုက်ပါအောင်မယ်เนาะအားလုံးပဲနောက်ဗီဒီယိုမှာထပ်တွေ့ပါမယ်ရှင်